င်ပြိုင်ရာဇဝတ်တားကပြုလုပ်တဲ့ဒီပြည်သူလက်မခံတဲ့အတွေ့အကြုံရွေးကောက်ပွဲမှာဝင်ပြိုင်တဲ့ကောင်တွေကိုချင်းချင်းလေးပဲတတိရှိတဲ့ကောင်ဝင်ရောက်ရှင်ပြိုင်ရှင်ပြိုင်တဲ့ကောင်အကုန်တက်ရှိတဲ့ပိုင်ဆိုင်သူမင်းတို့ရှင်ထောင်လာချမင်းတို့တတန်တော်အဲ့ဒီနေပြည်တော်မှာတင်တယ်ပွားနေတော့ချင်းချင်းလေးပဲအဲ့တော့အဲ့ဒီဒလန်ဒီဒီလိုမျိုးပြည်သူကိုစန့်ကျင်တဲ့အခုရွေးကောက်ပွဲဝင်တဲ့ကောင်တွေလိုဟာမျိုးတွေကိုကျွန်တော်တို့ကပြက်ပြက်တရစန့်ကျင်ပြဖို့လိုတယ်ပြက်ပြက်တရကန်ကြော်ပြဖို့လိုတယ်လို့မင်းလောက်စမ်းထိရရင်လို့တော့ကျွန်တော်တို့တော်လိုင်းဆက်မှာဘယ်လိုစိန်ခေါ်ခဲ့ကြလဲ။တရရဲ့ကောင်ကြီးထွက်ခဲ့လို့စိန်ခေါ် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်တပ်ရွေးကောက်ပွဲပါဝင်ရှင်ပြိုင်မိသူတွေကိုချင်းညီနောင်တွေလို့ကြံဖွဲ့စည်းတွေအားလုံးကလည်းပြပြတတလုပ်ဖို့လိုအပ်ကြောင်းကိုစီပြောလာသည်မို့အဆုံးထိနားဆင်ဝေဖန်တုံ့တက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာဟုတ်လားအာနာယုမင်းအောင်နိုင်ပြုလုပ်တဲ့အတူရောင်ရွေးကောက်ပွဲမှာဝင်ရောက်ပါဝင်မဲ့ကောင်တွေကိုရှင်းကောင်စီကတော့ပြပြတတချိန်ညာပြီးကြိုက်တဲ့ကောင်ဝင်ပြိုင် ရာဇဝတ်တားကပြုတ်လို့တဲ့ဒီပြည်သူလက်မခံတဲ့အတွေ့ရောင်ရွေးကောက်ပွဲမှာဝင်ပြိုင်တဲ့ကောင်တွေကိုပန်းဆိုင်မှုတွေပါအကုန်တိတ်ပြင်တယ်လို့ချင်းကောင်စီကတော့ကြေညာလိုက်ပြီတအားကောင်းတဲ့လောက်ရဒီနယ်မြေမှာစုမိုးထားတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေနေတဲ့ဒါမျိုးပြည့်ပြည့်တော်တော်လို့ချိန်တက်တယ်။ဘာဖြစ်လို့လဲလက်ရှိမြို့တွေမှာကြည့်ပါ။နော်ကျွန်တော်အမြဲပြောနေသလိုပေါ့တော်လန်ရေးဒေတာတွေမှာတိုက်ပွဲတွေတွားဖြစ်နေတဲ့ဈေးတွေစာတင်ကြောင်းတွေစင်းရုံတွေပေါ်ဘုံတွေကျဲထန်နေတာဒီဘယ်လိုလဲဒီစစ်တပ်ကတွားရုပ်မှာပြီးတော့ကျဲထန်နေတယ် မြို့တွေမှာအေးချမ်းပါတယ်ဆိုတာဘသူတွေလာမတိုက်လို့ဒီတော်လိုင်းအိမ်ကလူတွေလာမတိုက်လို့နော်ဒါဒီဒါကိုဒီမြို့တွေမှာအခုရန်ကုန်မြို့တွေမှာကြည့်ပါအရင်လိုစစ်သားတွေနေရာတကာမရှိတော့အဲ့ဒီနေရာတကာမရှိမိမဲ့ရန်ကုန်မြို့လိုမျိုးသားတွေတော်လိုင်းရေးကိုအားပေးတယ်ဒါပေမဲ့ထဲထဲဝင်ဝင်ဘာလုပ်လို့ရတယ်ဘာမှလုပ်လို့မရဘာဖြစ်လို့စစ်သားတွေလည်းမရှိဘူးလေဘာဖြစ်လို့တလန်နေကြောက်တလန်နေရနေရာတကာမှာအပြစ်အတက်အယွေပေါင်းစုံပုံတံပေါင်းစုံလူမျိုးပေါင်းစုံကိုတလန်ကိုတတိတကြအားကောင်းအောင်မွေးပြီးတော့ ဒလန်အုပ်ချုပ်ရေးနဲ့ဒီဆောက်သွားတာလက်ရှိစစ်တပ်ရေးအုပ်ချုပ်ရေးနဲ့သွားနေတာမဟုတ်ဘူးเนาะအဲ့ဒီအတွက်ကျွန်တော်တို့ကဒီလိုမျိုးကိုယ့်ဘက်ကိုမပါမရက်ပြီပဲနဲ့ပြည်သူကိုဒုက္ခပေးနေတဲ့ဟာမျိုးတွေကိုပြက်ပြက်တာတာတောက်ပြန်မှုအရေးကြီးတယ်နောက်တစ်ခုရှိတယ်ကတော်လိုင်းကငန်းတစ်ချက်ဝင်လာပြီဗျာเนาะကျွန်တော်နေရာတကာစာအုပ်ထိတိုင်းသွားလို့မရဘူးရန်တို့ကတဆရုံမှာကိုယ့်ဘက်ကငန်းသားရောက်ရုံမှာပြေးလိုက်ဒီကောင်တွေကသင်ဟောင်းတားကြောက်တာမယုံမရှိနဲ့အခုစစ်ကောင်းဆောင်တွေကလေသူတို့အတက်ပင်မှာသူတို့မိသားစုထိခိုက်မှာသူတို့ဘဝတွေပြည့်စင်းမှာအင်မတန်ကြောက်တဲ့ကောင်တွေဒီကောင်တွေကကြောက်တာမရှိဘူးတကယ်ငကြောက်တယ် ဆိုတော့အဲ့လိုကောင်မျိုးတွေကိုသူတို့ဘက်ကတခုရောက်မှတဘောဗျာကျွန်တော်ခလေးစာတင်းနေတယ်စာပြင်ကြောင်းပေါ့ဘုံလာခြင်းအဲ့ဒီလေဘဲမိကားစုတူတယ်အဲ့မိကားစုရအောင်ဆွဲကျွန်တော်ဒါမျိုးလောက်ပြလိုက်မယ်ဆိုရင်တပြင်းချင်းနဲ့ဖြတ်သားပြမယ်ဆိုရင်ဒီကောင်တွေဘက်ကအဘိုးတိုးလာနေတယ်เนาะအဲ့တော့အခုတော့ချင်းကောင်စီရဲ့လောက်ရောက်ကျွန်တော်တို့ကဂျူတူနဲ့ကြိုက်တယ်ဒါမျိုးပြက်တဲ့ဒါသာဖြစ်ကမှာကိုဘက်ကဒူတွေကိုကြတော့အသေးလေးပေးတာကိုမလေးရေးတာတော့မှဖန်းစည်းထောင်ချတ်တက်ပြက်နေတာ ကျွန်တော်တို့ဘက်ကလူတွေကဂျီနီဗာကွန်ဗင်းရှင်းတို့လူတိုင်းချင်းစာနာမှုတို့ခေါင်းစဉ်တွေမျိုးစုံတွေအောက်မှာအရာအားလုံးကိုပေးဆက်ပြီးတော့အတက်တွေကိုမစနေတင့်တော့ဘူးအဲ့တော့ကျွန်တော်တို့အတက်တွေကာကွယ်ဖို့အတွက်ရန်သူကတစရုံမှရင်ကျွန်တော်တို့ကစယ်စတော့ပြန်ရုံမှပေးရတာဗန်းပြီးတော့ကျွန်တော်လောက်တာဒီတကယ်တရားဝင်လမ်းကြောင်းမှာလောက်တာပဲနော်အဲ့တော့ကျွန်တော်အမြဲပြောသလိုပါဥပဒေဆိုတာကတောင်းစားလဲဥပဒေထောက်လို့ရတယ်ရှင်းပြင်းလဲဥပဒေထောက်လို့ရတယ်ဒါပေမဲ့လို့ကိုထုတ်တဲ့ဥပဒေဒီကိုဥပဒေပဲလိုက်နာတာမနာတာသူတို့အကြောင်းရှင်းရှင်းလေးအဲ့တော့လက်ရှိတော်လှန်ရေးမှာလက်ရှိဒီအခုမင်းအောင်နိုင်ဒီရာဇဝတ်ကောင် တော့မင်းအောင်နိုင်နဲ့ပေါင်းလုပ်နေတဲ့လူတွေအားလုံးကတာချာဆိုအားပေးတော့ဘာဖြစ်လို့လဲမင်းအောင်ဒီအချားပြည်သူကိုတတ်သားလေးအခုနောက်ပိုင်းပြစ်မှုတွေခဏလေးထားလိုက်အောင်ဟိုမကြီးလောက်နိုင်အောင်လောက်အောင်များပြားတဲ့မင်းအောင်နိုင်ရဲ့ပြစ်မှုတွေခဏလေးထားနံပါတ်1တမဒမင်းရတော်ရဲ့အထွတ်ထိပ်တမဒတောင်းရင်ထမ်းဆောင်နေတဲ့တမဒကိုတနက်နဲ့လာဖမ်းသွားတာဒီမနက်9နာရီကာလုံစီးဝေးခေါ်တာဒီမနက်9နာရီနော်အဲ့တော့အဲ့ဒီနှစ်ခုကွာဟချက်ဒီဒါနိုင်ငံတော်တစ္ဆာဖောက်ဖြစ်တဲ့နိုင်ငံတော်ပုံကံမှုကျွလွန်တာ အဲ့တော့နိုင်ငံတော်ပုံကံမှုကျွလွန်လာတဲ့ရာဇဝတ်ကောင်ကဘာအမိတ်ပဲတော့တော့ဘာဥပဒေပဲတော့တော့ဒါတွေအားလုံးဒီတခုမှတရားဝင်မှုအဲ့တော့အခုမင်းအောင်လိုက်ဥဆောင်ပြီးကျင်းပတဲ့ရွေးကောက်ပွဲကတရားဝင်လားမဝင်လားဆိုတာလူမှန်အကုန်သိရတယ်။เนาะအဲ့တော့တရားမဝင်ရွေးကောက်ပွဲကိုပါဝင်မယ်ပူးပေါင်းမယ်တည်သူဆန္ဒကိုစန့်ကျင်ပြီးတော့တိုင်းပြည်ကိုဖျက်ဆီးဖို့လုပ်တဲ့ဒူမှန်တယ်များကိုအခုလိုမျိုးဥပဒေထုတ်ပြီးပြက်ပြက်တတလုပ်တဲ့လှုပ်ဆောင်ချက်ကိုကျွန်တော်တို့တည်သူအနေနဲ့ကတော့ကြိုးဆိုတယ်ထောက်ခံတယ်။เนาะဒါမျိုးဖြစ်နေရတယ်။အဲ့တော့ဟောကနေအဲရွေးကောက်အခုပေါ်ရင်ပြောရရင်တော့ NGO လုပ်နေတဲ့ကျင်ညာချက်ကျွန်တော်အားမရဘူး နော်အဲရုပ်ကောက်ကိုတက်ွယ်ပါတယ်စိုက်ချင်ပါတယ်ဒီကောင်လေးကိုပါဇက်နဲ့ပြောလို့မရတော့မင်းတို့လက်နဲ့ကင်လာရတာလေအဲ့ဒါမဲ့နေပြီလားဟမ်လက်နဲ့ကင်ရတာဘာကြောက်လဲပါဇက်နဲ့အရင်ပြောတယ်ပါဇက်နဲ့ပြောတာကိုပါဇက်နဲ့ပြောလို့မရလို့လက်နဲ့ပါတီဆိုင်ပုတ်တင်ပွဲများ၌စစ်တပ်နှင့်ရဲလုံခြုံရေးယူပေးရန်အမိန့်ထုတ်ကျန်းခံရေးပါတီအပါအဝင်နိုင်ငံရေးပါတီတွေဆိုင်းမုတ်တင်တဲ့နေနဲ့ကိုယ်စားလှယ်လောင်းတွေ V9 ချိတ်တဲ့နေတွေမှာစစ်တပ်နဲ့ရဲတွေလုံခြုံရေးယူပေးဖို့စစ်ကောင်စီတပ်ကအမိန့်ထုတ်ထားတယ်လို့အုတ်ချုပ်ရေးနဲ့နှိစက်တဲ့သတင်းရင်းမြစ်ကနေသိရပါဗျာ ရန်ကုန်တိုင်းလှဲကူးမြို့နယ်လှဲကူးတာစုံလမ်းမပေါ်မှာနိုဝင်ဘာ9ရက်မနက်ကတကြောထောက်နောက်ခံပေးထားတဲ့ကြန့်ခိုင်ရေးပါတီပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းဥခင်မောင်စုလူမှုနယ်တွဲဆောင်ပွဲလုပ်ခဲ့ရာစစ်တပ်ရဲ့ထောက်လန်းရေးဆက်ရဖားနဲ့အုပ်ချုပ်ရေးအင်အား80ကျော်လုံခြုံရေးယူပေးခဲ့ရတယ်လို့အုပ်ချုပ်ရေးနယ်နှိစက်တဲ့သတင်းအရင်းအမြစ်ကပြောပါရတယ်။ မနေ့ကဥခင်မောင်ဆိုးလဲကူမှာမဲဆွယ်စည်းရုံးလို့တော့ပြည်သူလူထုတိတ်မရှိဘူးအာနာမသိင်ခင်ကမဲစင်းကိစ္စကိုဆန္ဒပြတဲ့ကြံ့ဖို့အုပ်စုရဲ့ရဲရီရဲ့စစ်တပ်ကလမ်းဘေးဝဲရရဲ့မြို့မလန်းဘက်မှာကင်းဆောင်တဲ့ထောက်လန်းရေးကတာဆုံမှာစောင့်ပေးရတဲ့ဆိုင်ဘာတွေကပါတီဝင်တွေနဲ့ရော်ပြီးလိုက်ပေးရတဲ့ အုတ်ချုပ်ရေးကပွဲပြီးသွားရင်အနေရကင်းရှင်းကြောင်းစတင်ပေးရမှာဆိုတော့မပြီးမချင်းစောင့်ရတာပွဲပြီးသွားတော့ကြန့်ခိုင်ရေးကခရောင်ရွာဖုံးကြီးကိုတသိမ့်ပေးသွားတယ်ပါတီဝင်တွေတော့ဘလောက်ပေးလဲမသိဘူးကြောက်တရားမျိုးနယ်မှာလည်းပြည်သူရှေ့ဆောင်ပါတီကိုစလေလောင်း V19 နဲ့နေမှာရဲရွေနဲ့ထောက်လန်းရေးကလုံခြုံရေးယူပေးရပြီးအုတ်ချုပ်ရေးကအနေရကင်းရှင်းကြောင်းစတင်ပေးရတယ်လို့ NCDN ဝန်ထမ်းကပြောပါတယ် ရွေးကောက်ပွဲကိုလူလူကစိတ်မဝင်စားသလိုပါတီကကိုယ်စားလှယ်လောင်းတွေကလည်းသူတို့ကိုယ်သူတို့ယုံကြည်မှုမရှိဘူးရွေးကောက်ပွဲမှာပါတဲ့အမျိုးတွေဆိုမဲဆွယ်စည်းရုံးမဲနေလို့ V9 တင်မဲနေလို့စိုင်းပုတ်တင်ခန္ဓာရန်စိတ်ညစ်ရတာသူတို့အတွက်လူအကုန်ထုတ်သုံးရလို့ပြစ်ခတ်မှုဖြစ်ရင်ဂျားတဲ့ကကိုယ်လူတွေကအချောင်သေးဦးမယ်အဲ့တိုက်ပွဲဝင်တဲ့အဆင့်ဖြစ်လာပြီဒီကာလမှာကျွန်တော်တို့ကနိုင်ငံတကာကိုမျက်နှာချိုးတွေးဖို့တခုလောက်နဲ့เนาะ ပါစံနဲ့နေရာတိုင်းပြောနေလို့မရဘူးအဲ့လိုမျိုးလက်တွေ့ကြကြလုတ်ပြတဲ့အရာကိုလုတ်ပြမယ်အခုချင်းကောင်စီကထုတ်ပြန်တဲ့အမိန့်ကိုကျွန်တော်တအားကြိုက်တယ်နော်အခုလက်ရှိအခြားသောတိုင်းရင်းသားဒေသတွေ PDF ဆုံးမထားတဲ့ဒေသတွေမှာဒီပုံစံအတိုင်းကျွန်တော်ကင်တွယ်နိုင်မယ်ဆိုရင်တည်သူကိုပမာမခန့်လုတ်နေတဲ့နော်ဒီရာဇဝတ်သားအားပေးတဲ့ကောင်တွေလှုပ်လို့ရစီအကြောင်းမရှိတော့ဒါအဖြစ်ပဲအဲ့လိုဖြစ်နေရမယ်ဘာကြောင့်မလို့အခုယူတော့ပွဲဆိုတာကနော်နောက်တစ်ခုရှိတာကကဘာကြီးရတဲ့ခင်ဗျားတို့အချက်ပြထားပြီနော် နိုင်ငံတကာကလည်းပြောထားတယ်ဒီရွေးကောက်ပွဲရဲ့အတွေ့အကြုံရွေးကောက်ပွဲဘယ်လေးလာစောင့်ကြည့်ရင်အဖွဲ့မစေဘူးလို့ပြောဘူးကုလသမဂ္ဂကမာမဒီကုလသမဂ္ဂကနော်အတွင်းမှုချုပ်ကိုလည်းပြောထားတယ်ဒီရွေးကောက်ပွဲကတရားမျှတမှုမရှိဘူးဘယ်သူမှလက်မခံဘူးနော်ကုလသမဂ္ဂအထူးကိုဆိုတဲ့အင်ဒရူးပြောထားတာပဲဒီလိုပဲဒီဟာအတွေ့အကြုံရွေးကောက်ပွဲလုံးဝလက်မခံဘူးအာဆီယံအာဆီယံနဲ့ရွေးကောက်ပွဲလေးလာစောင့်ကြည့်ရင်မထည့်ပေးဘူးအရင်ခဏလောက်တဲ့ဂျပန်ဂျပန်ဆိုရင်2020ရွေးကောက်ပွဲမှာဒီလက်တန်းမှင်တိုးတဲ့နည်းပညာအစဒီဂျပန်ထောက်ပံ့ပေးတယ်အခုဂျပန်ရောဒီရွေးကောက်ပွဲကိုဘယ်လိုပြောလဲ ရှင်းနေတယ်ကဘာကြီးကခုတ်ဘက်မှာဘာနေတဲ့ဟာကိုကျွန်တော်တို့အနေနဲ့ဘာကိုတွေ့ဝင်စရာတုံ့ဆန်းစရာလိုတယ်ရှင်းရှင်းလေးနဲ့တတိရှိတဲ့ကောင်ဝင်ရောက်ရှင်းပြရရှင်းပြနေတဲ့ကောင်အကုန်တိတ်ရှိတဲ့ပိုင်ဆိုင်မှုမိလို့ရှင်ထောင်ထားချမိတို့တတ်တလုံးအဲ့ဒီနေပြီးတော့မှနေထိုင်သွားနေတော့ရှင်းရှင်းလေးနဲ့နော်ဒါကြောင့်မလို့လေကျွန်တော်ဟိုဟာတာစကားရအောင်ကျွန်တော်ပြောသေးတယ်ဖြစ်နိုင်မယ်ဆိုကွာတော်နိုင်ရငါတို့လည်းပြီးကျင်လာပြီကဲမထူးတိုင်းတစ်ခုပဲရရပြီးနေတစ်ခုပဲရရသွားနော်မိတို့ကျန်တဲ့ဟာတွေမိတို့မြောက်မြန်မာယူလိုက် ငါတို့အဲ့ဒီတိုင်းတစ်ခုပြည်နယ်ခုမှာငါတို့လိုချင်တဲ့ခေါင်းဆောင်တွေငါတို့ကငါတို့ဒီမိုကရေစီနိုင်ငံတည်တည်လေးမဖြစ်နေဖြစ်စင်ကာပူနဲ့နိုင်တဲ့ငယ်ဖြစ်ငါတို့ကငါတို့လွတ်လွတ်လပ်လပ်နေချင်တော့တယ်လို့ကျွန်တော်ပြောတယ်။အကောင်းမလားတခါကြရင်လေကျွန်တော်တို့နိုင်ငံမှာကရှေ့မှာကျွန်တော်ပြောသလိုပဲမကြောက်တဲ့အရာကိုကြောက်တယ်ကြောက်တဲ့အရာကိုမကြောက်ဘူးအခုဆိုရင်မြို့တွေမှာကြည့်ပါဒီတလန်တွေကိုမွေးပြီးတော့ဒလန်နဲ့အုပ်ချုပ်ခိုင်းတာအဲ့တော့အဲ့ဒီဒလန်တွေဒီလိုမျိုးတည်သူကိုစန့်ကျင်တဲ့အခုရုပ်ောက်ပဲဝင်တဲ့ကောင်တွေတို့ဟာမျိုးတွေကိုကျွန်တော်တို့ကတက်တက်တက်စန့်ကျင်ပြဖို့လိုတယ်တက်တက်တက်ကန်ကြွယ်ပြဖို့လိုတယ်လောက်မင်းလောက်စမ်းထိရရင်လောက်တော့ကျွန်တော်တို့ online ဆက်မှာဘယ်လိုစိန်ခေါ်ခဲ့ကြလဲ တရေနဲ့ပေါင်ပြီးထွက်ခဲ့လို့ဆဲကုန်တာနေရတာပဲအဲ့ဒါအဖြေပဲဒါကြောင့်မလို့ပြက်သားဖို့လူတွေကိုယ့်ဘက်ကလူတွေကိုယ့်ဘက်ကလူတွေမပြက်သားရင်ရန်သူကအဖြေဖြစ်နေအားကောင်းလာပြီးကိုယ့်ဘက်ကလူတွေစိတ်သက်သာစားကြလာနေတယ်ဒါလေးကိုအလုံးတဘောပေါက်ကိုတို့တယ်အဲ့တော့ချင်းတီနဲ့ကောင်စီရဲ့ဂျင်ညာချက်လိုမျိုးနောက်ထပ်နောက်ထပ်ပြည်နယ်တွေအားလုံးကဂျင်ညာမဲ့တိုင်းနေရာတွေဂျင်ညာပြီးတော့ဒီလိုမျိုးဖြစ်လာမယ်ဆိုရင်တော့ကျွန်တော်တို့အတုယောင်ရွေးကောက်ပွဲကိုအထိုက်လျောက်တုံ့ပြန်နိုင်မယ်လို့ယုံကြည်ပါတယ်